Chelsea fan တယောက်ရဲ့စိတ်ခံစားချက်မင်္ဂလာပါကိုခန့် is the football show နဲ့ Chelsea TV ကနေအပြောင်းအလဲအောင်များအားလုံးကိုကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါဒီဗီဒီယိုလေးကတော့ Chelsea ပြိုင်သက်တွေနဲ့ပဲပို့ပြီးတော့သက်ဆိုင်မယ်လို့ထင်တယ်ကျွန်တော် Chelsea နဲ့ပတ်သက်ပြီးတော့မချေနှက်တာတွေရင်ဖွင့်စရာတွေကြုံလာတဲ့အခါကျရင် Chelsea fan တယောက်ရဲ့စိတ်ခံစားချက်ဆိုတဲ့ဗီဒီယိုလေးတွေအများတန်းလို့လို့ပေးပြပါတယ်ပြီးခဲ့တဲ့ ဘောလုံးရာသီကဆိုကက်စစ်လုတ်ပေးပြတယ်ပေါ့နော်အဒီဘောလုံးရာသီကတော့ပွင့်လင်းပြောရင်တော့နည်းနည်းအရေထူသွားတာလည်းပါတယ်မျောလင်းချက်အရင်မကြီးတော့တာလည်းပါတယ်ပေါ့နော်အဲ့တို့ကြောင့်ရန်ဖန်ရန်ခါမသာလျင်အဲပြောဖို့လိုအပ်တဲ့အခါဖြစ်စေရင်းနှီးမှာအရင်မွန်းချက်လာတဲ့အခါဖြစ်စေဒီ Chelsea fan တယောက်ရဲ့စိတ်ခံစားချက်ဆိုရဲဗီဒီယိုလေးတွေလုတ်ဖြစ်တာဆိုတော့ဒီနေ့မှာလည်းကျွန်တော်နည်းနည်းလေးရင်ဖွင့်ပြရသည်ကိုယ့်ရဲ့ကန်ဂျမာကိုဖန်တီးကွင်းရှိပါလျက်နဲ့ Chelsea ဒီအခုနောက်ဆုံးပွဲစဉ်နှစ်ပွဲမှာအသက်ရှူကျက်စွာနဲ့နှစ်ပွဲ ွဲလုံးနိုင်အောင်ကစားရမှာပဲဖြစ်ပါတယ်။နောက်ကနေဖီအားပေးနေတဲ့အသင်းတွေတဲ့က Northern Forest နဲ့အဝေးကွင်းမှာတွားရောက်ရင်ဆိုင်ရအောင်အင်ကွင်းပရိသတ်အားနဲ့သူတို့ Champion League ဝင်ကျင်ရှာမှာပဲလေ။ဘယ်အသင်းမှာ short drop လို့မရအောင်နောက်ဆုံးပွဲစဉ်ကကျွန်တော်တို့အတွက်အဆိုးမရဘူးဗျ။ကြားထဲမှာလည်း Manchester United United ဘလောက်အခြေအနေစိုးစိုးတိုင်ပတ်တိုင်ပတ် Chelsea နဲ့တွေ့ရင်တော့ အမြဲတည်းလိုလိုဒုက္ခပေးတယ်ဆိုတော့ချယ်ဆီနေနဲ့ဒီလိုအသက်ရှူလို့မရတဲ့ဂျင်းတဲ့အချက်သေးရောက်သွားတဲ့အခြေအနေမျိုးတွေကိုဘယ်သူမှဖန်တီးတာမဟုတ်ဒီနီးပြနဲ့ဒီကစားသမားတွေပဲဖန်တီးတာပြောရင်မုံလုံးဆက်ကူကတ်နေလိမ့်မယ်အနီးပြအမှားလားကစားသမားအမှားလားစသဖြင့်ပေါ့နော် ကျွန်တော်တို့ဗျာဟိုဆဲလဲဆဲမနေကျင်တော့ဘူးအပြစ်တွေလည်းပြောမနေကျင်တော့ဘူးဖြစ်တဲ့အခြေအနေလေးတွေရယ်ကျွန်တော်လက်ခံရမယ့် အရှိတရားလေးတွေပဲဒီဗီဒီယိုလေးမှာကျွန်တော် highlight လေးလို့ပြီးပြောခြင်းတယ်အကျွန်တော်တို့ဖြစ်တင်တာကတော့ Chelsea ဘာညာတက်ဆိုင်ကျွန်တော်တို့ပြည်သက်တွေပေါ့နော်ဘယ်လိုဖြစ်တင်လဲစိတ်လျှော့ပြီးတော့ Chelsea ကိုအားပေးတင်တယ်အရင်တော့ပုံတံတန်မျိုးနဲ့မတူတော့ဘူးဗျပို့လင်းပြောကျွန်တော် Chelsea ပြည်သက်ဖြစ်လာတယ်ပို့ပြီးတော့ခိုင်မာသွားတာဒီ မော်ရီညိုကြောင့်လို့ပြောရင်ပိုပြီးတော့မှန်လိမ့်မယ်။အခစ်ကာလမှာချက်သည့်ရန်အောင်မြင်တဲ့ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာမော်ရီညိုရဲ့ပြိုင်ဘက်အသင်းတွေကိုမိုင်းကိန်းလုံးနိုင်စွမ်းနေကျွန်တော်ဆောင်ရန်နေကြွေခဲ့ရတာဗျာ။ဘောလုံးအသင်းတစ်သင်းအားပေးတယ်ဆိုတာလည်းဗျာ။ခန်နီပါရမီနဲ့ကြည့်ဖို့အားပေးတာမှမဟုတ်တာ။ကွာသူတို့နဲ့ထပ်တူအောင်ပွဲခံကြလို့အားပေးတာလေကျွန်တော်တို့အဲ့ချိန်အဲ့ကာလတုန်းကကလေးဘွားလည်းဖြစ်ရင်ဖြစ်လိမ့်မယ် ကျွန်တော်ရဲ့ personal life တွေကအဲ့လောက်ထိမအောင်မြင်မခမ်းနားသေးတာလည်းဖြစ်ရင်ဖြစ်လိမ့်မယ်။အဲ့အတွက်ကြောင့်ဒါအောင်မြင်ခမ်းနားတဲ့အရာတွေကိုကျွန်တော်တွေကဖတ်တွယ်မိပြီးတော့တသားတည်းဖြစ်ကာအားပေးတာ။အဲ့တော့အခုအချိန်မှာဟိုတနည်းအားဖြင့်နောက်ပိုင်းခင်မမှ Chelsea ပြိသက်ဖြစ်လာတဲ့ညီကိုတွေကိုတော့တကယ်ကိုကျွန်တော်အားနာတယ်စိတ်လည်းမကောင်းဘူး။သူတို့အနေနဲ့ Chelsea အတွင်းကိုကြည်တာအရင်တော့အဲ့လိုမျိုး feeling လုံးဝရမှာမဟုတ်တာတော့သိကြတယ်ဗျာ။ကျွန်တော်တို့ကတော့အောင်မြင်တော့ခံစားချက်တွေလည်းထပ်တူခံစားဘူးခဲ့ပြီးတိုက်ခိုက်စိတ်ပြေဝသွားနေလေ အားကောင်းမောင်းတဲ့အခြေအနေနဲ့နော်လဖေးတိုင်းမှာရန်နေပါရီဖြစ်တဲ့အထိကိုဟို aggressive ဆက်ဆံကြီးခဲ့ပြီးပြီးတိုးတော့အခုချိန်မှာကျွန်တော်ဖြစ်တင်တာဒီရင်းတော့အကူကြီးတွေနော်ကျွန်တော်တို့အသက်ရွယ်တန်းတွေ old school fan တွေပဲဖြစ်ဖြစ်နောက်ပိုင်းလူငယ်တွေပဲဖြစ်ဖြစ်လုံးဝစိတ်လျှော့လိုက်တော့ကျွန်တော်တို့အတင်းက class ear ပေါ့နော်တဒန်းနေသွားပြီတဒန်းတော့မဟုတ်နှစ်ဒန်းလောက်နေသွားပြီအဲ့တော့လက်မခံခြင်းပေမဲ့ဒါကလက်ခံမယ်အရှိတရား ဖြစ်တယ်ကျွန်တော်တွေကဆိုရှယ်မီဒီယာတွေပေါ်လာတဲ့အချိန်မှာအတယောက်နဲ့တယောက်စကြနောက်ကြတာကိုမခံကျင်တဲ့အတွက်ပွဲတစ်ပွဲနိုင်လိုက်တာနဲ့မျိုးလုံးမိပြီး hype ကြတယ်ပျော်ကြတယ်အဓိကကဗျာကိုယ်တင်ရဲ့အချိန်နေအမှန်ကိုလက်ခံဖို့ထက်ပြိုင်ဘက်ပြိသက်ကကိုယ်မစဖို့ဆိုတဲ့ဟိုရွယ်ချက်ကြီးထားလာကြတယ်ပေါ့နော်ဒါမဲ့ကျွန်တော်တို့ကြတော့အရှိအရှိတိုင်းအမှန်အမှန်တိုင်းဝေဖန်ထောက်ပြရမယ် တောင်းဝတ်တရားရှိတယ်။ကိုကချယ်ဆီပရိသတ်ဖြစ်တဲ့အခါကျတော့လေပို့ပြီးတော့ပုတ်ပုတ်လင်းလင်းပြောရဲတယ်။ကျွန်တော်စီမားကလည်း aggressive ဖြစ်တယ်ဗျ။ကျွန်တော်တက်တက်လုံးဟို10နှစ်ကျော်12နှစ်လောက်ပြီးပါ debate တွေလုပ်ရင်းနဲ့ပြိုင်ညင်းလာတာအခုအသက်ရွယ်မှာကျွန်တော်ညင်းလည်းမညင်းကြင်တော့ဘူး။ အဲ့တော့ကြောင့်တခြားအသင်အကြောင်းအရာတွေနဲ့ပတ်သက်ရင်ကျွန်တော် positive ဆောင်းတာတွေပဲကျွန်တော်ပြောလိုက်တော့တယ်ပြန်ပြီးတော့မငင်းကျင်တော့လို့ပေါ့နော်ထားပါအဲ့တော့ Chelsea ကြောင်းပဲပြန်ဆက်အောင်အဲ့တော့ကျွန်တော်တို့လက်ရှိအချိန်မှာဖြစ်တင်တာအလုံးစိတ်လျှော့ပြီးတော့ Chelsea ကိုအားပေးတင်နေပြီ Chelsea အရင်လိုပြန်ဖြစ်လာဖို့ဆိုတာအတိအကျကြီးဘယ်ဟာမှမှန်းလို့မရတော့ဆိုတော့လက်ရှိကျွန်တော်တို့ဘာဖြစ်နေလဲဘာဖြစ်လို့ကျွန်တော်ကစိတ်လျှော့ပြီးတော့ Chelsea တင်းကိုအားပေးခိုင်းတာလေကျွန်တော်ဆက်လက်ဆွေးနွေးပါမယ်အဓိကကတော့နီးပြရဲ့ကစားသမားတွေရဲ့ Chelsea ဆိုတဲ့နော် image တစ်ခုနဲ့ မကိုက်ညီခြင်းလို့ပဲပြောရမှာပါအဲ့တော့ဒီနောက်ဆက်တွဲမှာထက်ဆွေးနွေးရင်အများကြီးကျွန်တော်ရှိတယ်တထွာအောင်ကြည့်ရင်တော့ဒီလောက်ပေါ့ဗျာဒါပေမဲ့တလန်မှာထက်ကြည့်လိုက်တဲ့အခါကျရင်နောက်ွယ်မှာတော့ပူလေးတို့ပါလာကျွန်တော်တော့ပူလေးရောက်စဉ်အချိန်ကာလတုန်းကဟိုသဘောကျပါတယ်ဒါပုံပုံလင်းလင်းပြောတာဘာကြောင့်လဲဆိုတော့သူ့ရဲ့အစိတ်ကူးအိုင်ဒီယာတွေကအစ်စ်တွေဖြစ်နေတယ်တခြားအသင်းတွေကဟိုတနေ့နေ့လောက် အောင်မြင်မှုရေးဆွဲနေတဲ့အချိန်မှာသူကလုံးဝ long term plan ဗျ10နှစ်တို့15နှစ်တို့လောက်အောင်မြင်ခြင်းတဲ့ပုံတံမျိုးပေါ့တခိတက Real Madrid လုတ်ခဲ့တဲ့ style Vinicius Junior တို့ Rodrigo တို့စောစီးဝဲတယ်အခုချိန်မှာပြန်သုံးတယ်အောင်မြင်တယ်ဆိုတဲ့အထာမျိုးသွားတော့ကျွန်တော်တို့ရဟိုသူတို့ရဲ့စိတ်ဓာတ်အခံယူချက်အသင်းပေါ်မှာဘယ်လောက်ထိချစ်မြတ်လို့လဲယူသွက်လဲစိတ်ပိုင်းဆိုင်ရာတွေကိုကျွန်တော်တို့မသိဘူးပေါ့နော်သူတို့လုံရက်တွေပေါ်မှာပဲ analyze လုပ်တဲ့အချိန်မှာ okay တဲ့အဆင်ပြေတယ်။ Roman လောက် Chelsea အသင်းပေါ်ချစ်ချင်မှချစ်လိမ့်မယ်။ဒါပေမဲ့လည်းသူတို့ရဲ့ strategy တွေ goals တွေကတော့မစိုးဆိုတဲ့ရွေချက်နဲ့ကျွန်တော် top ဘူလေးကိုတော့ဟိုမထောက်ခံသေးတဲ့အောင်ဟိုမပစ်ပယ်ပါဘူး။ မဝေဖန်ပါဘူးသဘောကျခဲ့တယ်ပေါ့သို့တော့ကျွန်တော်အခုအချိန်မှာ top blue နဲ့ပတ်သက်ပြီး alpha lee တို့လည်းပါတော့ပေါ့ဗျာတနည်းအားဖြင့် blue ကိုပေါ့ blue ကိုအုပ်စုနဲ့ပတ်သက်ပြီးကျွန်တော်တန်တရားစိတ်လုံးဝဝင်သွားပါပြီဒီလူတွေတကယ်ပဲ chelsea အသင်းကိုချဲ့ရလားစီးပွားရေးလှုပ်ချင်လို့လားဟိုဘောလုံးအကြောင်းနားလည်လို့လားဆိုတော့မိကုန်းနေကျွန်တော်ပြန်ပြီးတော့မေးမိနေတယ်ဘာကြောင့်လဲဆိုတော့သူတို့ဟို money ball ပုံစံနဲ့ကစားသမားတွေကိုရေရှည်เนาะကျွန်တော်စာရုပ်တံတန်းအရှိတွေချုပ်ပြီး အောင်မြင်မှုတက်တန်းကိုစွဲမယ်ဆိုတဲ့ပလန်အပေါ်ရင်ကြည့်ရင်တော့ဒါကောင်းတယ်ဒါပေမဲ့လက်တွေ့အကောင့်ထဲပေါ်တဲ့အချိန်မှာအဲ့လိုအားနည်းချက်တွေအများကြီးမြင်ရတယ်ဒါပြင် Roguelite နဲ့ပတ်သက်တဲ့သတင်းတပုကျွန်တော်ကြားထဲမှာလည်းကြားလိုက်ရတယ်။ရိုဂူးလစ်ဆိုတာဗျာချဲစီဆိုတာတစုံတစအတိတဲ့ညီကိုရီတောင်မှဘသူလဲခမန်းမိမှာ။ရိုဂူးလစ်ဒီချဲစီတဲ့ရဲ့ဂန်ဒဝင်တယောက်နီးပြလဲလုတ်ခဲ့ဘူးတယ်။ကျွန်တော်ဒီမတီယိုရတတော်နာမည်ကြီးသေးတယ်။အဲ့လိုလူတယောက်ကိုပွဲတစ်ခုမှတွေ့တယ်။ဟိုကသွားမိတ်ဆက်လိုက်တဲ့အခါမှာခင်ဗျားကဘသူလဲဆိုပြီးမတီးဘူးဆိုပြီးပြန်ပြောတာ။အဲ့တော့ဒီလူတွေကစီးပွားရေးလုတ်ချင်တယ် ်အချဲစီကစီးပွားရေးလို့ကောင်းမယ်ဆိုရက်စိတ်ကူးစိတ်တန်းနဲ့ပဲဘောလုံးလောကထဲဝင်လာခဲ့တဲ့ပုံစံမျိုးလို့တော့ဒါကျွန်တော်မစွတ်စွဲချင်ပါဘူးအဲ့လိုထင်းနေပြီဒီအသင်းတသင်းကိုဝယ်ယူတယ်ဆိုရင်ကျွန်တော်ကတော့ချစ်မြတ်နိုးတဲ့ စိတ်ယူသွတ်တဲ့စိတ်ကိုအဓိကထားပြီးတော့အခြေခံစေခြင်းတယ်ဒီလိုအခြေခံပြီးမှသာလင်ကျန်တဲ့စီးပွားရေးကိစ္စတွေလှုပ်ဖို့တင့်တယ်လို့တော့ကျွန်တော်သုံးသပ်မိတယ်အရင်တော့ချယ်ဆီသင်းပိုင်ရှင်ရိုမန်အီဗရာမိုဗစ်တီချယ်ဆီသင်းကိုချစ်တဲ့စိတ်နဲ့ဝယ်ခဲ့တာပြီးမှတခြားစီးပွားရေးလုပ်တဲ့အပိုင်းတွေကဒါရှိမယ်ဗျာတသက်တိုးတော့အဓိကသူ့ရဲ့အရင်ကစိတ်ဒီချယ်ဆီသင်းကိုချစ်တဲ့စိတ်တိုးတော့ဘလူးကိုအုပ်စုထဲမှာအဲ့လိုမျိုးချယ်ဆီကိုယူမမိုက်ချစ်တဲ့စိတ်မျိုးကျွန်တော်မမြင်ရအောင်အဲ့ဒီပုံကိုတွေက sporting director တွေ technical director တွေထဲမှာဘသူကဘလောက် lesson ထက်တယ်ဘလောက်တော်တယ် ယ်ဆိုတာလည်းသေချာမဆန်းစစ်ဘူးအခုသူတို့ခံထားတဲ့ Lawrence Stewart နဲ့ Paul Winston လေးဆိုတာ Monaco Brighton စတဲ့ အသင်းတွေလောက်မှာပဲ sporting director လုပ်ခဲ့ဘူးလားအခု chelsea မှာသူတို့ sporting director လုပ်နေတဲ့အချိန်မှန်ကန်ပါတယ်ဆိုတော့လူခေါ်မှုကကျွန်တော်မြင်ရသလောက်ကိုပါမတယောက်လောက်ပဲရှိသေးတယ်ကျန်တဲ့လူခေါ်မှုတွေကပေးရတဲ့ဈေးနှုန်းနဲ့ပြန်ရတဲ့ benefit နဲ့ဆိုရင် fair ဖြစ်တာတွေရှိမယ်မှားတာတွေရှိမယ်ဗျာ moises တို့ anzo တို့မှန်နေမပြောနဲ့သူတို့ပေးခဲ့ရတဲ့ဈေးတွေကနည်းတာမဟုတ်ဘူးအဲ့တော့အနည်းချောရမယ် chelsea တင်းလက်ရှိလိုမျိုးတန်းနေသွားတာကစားသမားတွေကြောင့် နီးပြကြောင့်ဆိုတော်ညာလေဒီကစားသမားတွေနီးပြတွေကိုချက်စီကိုစားပြုဖို့အတွက်အဓိကဆုံးဖြတ်ခွင့်ပေးတဲ့သူကဘလူးကိုဖြစ်ပါတယ်ဘလူးကိုကဒါကိုအဆက်မလုပ်ဘူးဆိုရင်ဒီကစားသမားတွေလည်းချက်စီကိုရောက်လာစရာအကြောင်းမရှိဘူးအခုချက်စီကစားသမား10ယောက်လောက်ဝယ်ရင်9ယောက်လောက်မှားနေတဲ့ပုံစံမျိုးဒီဘောလုံးအကြောင်းအသေးချာနားမလဲလို့လားချက်စီနဲ့ပတ်သက်ပြီးစေနာမပါလို့လားဆိုတာဘလူးကိုကိုယ်တိုင်ပဲသိမှာဖြစ်ပါကြောင်းတုံ့သက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျာကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်